ကျွန်တော်တို့ရဲ့ရှာနေကိုကျေးချူအပ်နေကြတဲ့ဗိုက်သမားဘယ်လိုဆိုသားနိုင်မျိုးမျိုးဆွဆွဲတယ်အဖောက်ခွဲရေးနဲ့ဝရမ်းပြေးနေပါတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ရှောက်ပြောနေကြတယ်ဆိုသားနိုင်ကလိုက်လွင့်နေတဲ့အချိန်နေ့ရက်နိုင်ရီနဲ့ဘယ်နေရာမှာဘာလုပ်နေပါလဲဆိုတာနိုင်ဖို့တင်ကြလဲမလို့ထောက်ပြောကြလဲမလို့သက်ဆိုင်ရာတွေရှိတယ်ဒီကောင်ကြီးဘာဘာနေနေလဲအခုဘာလုပ်နေလဲတပ်မတော်နဲ့ပတ်သက်သူစစ်တိုင်းနေရာ ်အောက်ခြေအထိအလုံးလုံးသွားလိုက်မယ်ဥပမာလေးပြောရတာတော့တိတ်တပကုံပြကြရအကြောင်းမရှိဘူးသောသားနိုင်အခုလိုက်လွင့်နေပြီဘယ်နေရာလွင့်နေတာ तू ကဝင်ရမ်းပြေးဟုတ်လားမဟုတ်ဘူးလားတို့ဘာကြောင့်မဖမ်းတာလဲမေးကြအကြောင်းမရှိဘူးသောသားနိုင်အခုဘာလုံနေလဲအဲ့ဒါလည်းမလို့ဘူးတက်ဆိုင်ရာကဒီကောင်ကြီးကလိုက်လွင့်နေတာ तू ကဘာလုံနေတာလဲဘယ်နေရာမှာရှိတာလဲဟာပြည်နယ်ရက်တက်ဖွဲ့ဘူးတိုင်းဒေသကြီးရက်တက်ဖွဲ့ဘူးရဲချုပ်ပြည်ထရေးဝန်ကြီး အာတိုက်စစ်ဌာနချုပ်ဟာနယ်လုံးဝန်ကြီးအကုန်လုံးသူ့အလုပ်သူလုပ်ကြတယ်လိုက်ပေါ်တင်ပေးကြမလို့ဘူးမလို့ဘူးကိုမန်နေဖို့ပဲလို့ဆွဆွဲလို့ရတယ်လူတယောက်ကြိုက်တယ်လို့ဆွဆွဲလို့ရတယ်ဒါပေမဲ့နိုင်ငံသားတိုင်းမှာခြေခံဥပဒေအရဟောတည်တဲ့တရားဥပဒေအရဟောခုခံပိုင်ခွင့်ရှိတယ် ဟုတ်ဆွဆွဲလာပြီတရားဆွဲလိုက်ပြီအမှုခွင့်လိုက်ပြီโอเคဆွဆွဲပိုင်ခွင့်ရှိတယ်ဖွင့်လို့ရတယ်ကြိုက်တာနဲ့ဖွင့်ကြိုက်တဲ့ဝရန်ထုတ်ကြိုက်တယ်လို့လို့ဆွဆွဲခံရတဲ့သူကလည်းပြန်ပြေရှင်းခွင့်ရှိတယ်မားတယ်ခံလိုက်မမှန်ပဲဆွဆွဲရင်အဲ့ဒီပေါ်ဘက်ကိုလည်းနားလေတာနော်လူတွေကိုရမ်းရမ်းမဆွဆွဲနဲ့တရားရုံးရောက်တဲ့အဆင့်အထိလူတယောက်ကိုထောင်ဒဏ်၃နှစ်အောင်အမှုတွေနဲ့ စွစွဲခဲ့ရင်တော့ပြဿနာသိမ့်မရှိဘူးစွစွဲသူပါရဲပဲဖြစ်ဖြစ်တရားသူကြီးပဲဖြစ်ဖြစ်တပ်ပတော်ပဲဖြစ်ဖြစ်ဥပဒေမှာမြည်သူမဆိုးနော်စွစွဲပိုင်ခွင့်ရှိတယ်စွစွဲလိုက်တစ်ဖက်ကပြန်ဖြေရှင်းလို့လောက်ကျန်စွစွဲတယ်ဆိုတဲ့အဆင့်ကြီးကတရားရုံးရောက်တဲ့အဆင့်ထောင်တန်း၃နှစ်အထက်ကသေတံတိပါပြီဆိုရင်တော့အဲ့စွစွဲတဲ့သူတွေရဲ့ဘဝက သူတို့ဆွဆွဲတဲ့အမှုရဲ့ပြစ်ဒဏ်လောက်ကိုသူတို့တက်ပြန်ခံစားမယ်ဆိုတာရှိနေပြီးသားအရာရာလိုင်းပေါ်တင်ပြီးတော့လိုက်လိုက်ဖြည့်ရှင်းစရာမလိုဘူးချပြစရာမလိုဘူးပြတင်တာကိုပြမပြတင်တာပြစရာအကြောင်းရှိကိုမှန်ဖို့အရေးကြီးတယ်အဒီနေ့ဆိုတော်တော်လေးရှင်းပြီလားမသိဘူးခုပြောပြရတာဟိုတစ်ကနေဖြစ် ဟိုကဒီလိုអော်တယ်ဒီကဒီလိုអော်တယ်បាឆ្លက်បាបាညာအဲ့ဒါនេះပြောပြနေလဲကိုယ်မှာបាရှိလဲဒီမှုကိစ္စចောင်းချင်းရတယ်ပတ်သက်ပြီးတော့ကိုယ်ဆွဆွဲချက်ကိုပြန်ဖြေရှင်းလို့ရမယ်ကိုယ်မှာအရက်ဖက်သက်တည်ရှိလားဥပမာသိုးသားနိုင်သည်ဘယ်နေ့ဘယ်ရက်မှာဘယ်နေရာသွားပြီးလူတက်ခဲ့ပါတယ်လို့တစ်ဖက်ကဆွဆွဲပြီးတော့ဖမ်းမယ်တဲ့ အဲ့ချိန်မှာစိုးသားနိုင်သည်အဲ့ဒီနေ့အဲ့ဒီရဲ့အဲ့ဒီအချိန်မှာဘယ်ကြေးရွာဘယ်ရက်ကွက်ဘဒုအိမ်မှာတဲခုံနေချောင်းဟိုမှာအစင်းဖြတ်ပိုင်းဒါပဲဒါပဲလို့လေဥပမာတွေပေးပြီးပြောပြရအောင်နော်တိတ်လဲလိုင်းပေါ်မတက်ဘူးတက်ဘက်အချိန်လည်းမရှိဘူးလှုပ်တွေကအများကြီးတက်လို့လည်းတိတ်မသိဘူးအဲ့တော့ခုပြောပြရတာဥမာပေးလိုက်တာစိုးသားနိုင်ကဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှာဘုံခွဲခဲ့ပါလဲ โอเคရတယ်ကိုဘကဘာလဲပြပြရှင်းမလားဟုတ်ပြီအဲ့ဒီနေအဲ့ဒီရဲ့အဲ့ဒီအချိန်မှာဟောက်ထောက်ထားရှိတယ်ဒါရှိတယ်တင်ပြလိုက်ရောအဲ့ဒါပဲမဟုတ်ရင်မလုပ်ဘူးဒါပြောဆိုရပို့တော့မလုပ်ဘူးဒါကိုမလုပ်ဘူး အဲ့ဒါအခုဖြစ်တဲ့ပြဿနာကအခု share ရတော့မယ်လေသုံးသားတိုင်းတော့အဲ့ရဲကိုလည်းမတိုင်ဘူးရွှေတောင်ကြားဟိုတယ်ကိုလည်းတရားမစွဲဘူးဒါပေမဲ့ကားကအခုပြဿနာတက်ပြီတက်တန်းလွန်နေပြီဘာမှတက်တန်းတိုးရမလဲတဲ့တထုံကညာနာမှာတက်တန်းတိုးရမယ်ဒီဆေးရုံအုပ်ကြီးရဲ့လက်အောက်မှာရှိတဲ့ဆေးရုံဝန်ထမ်းကစစ်တောက်လမ်းရေးပါဆိုပြီးဟိုတယ်ထဲဝင်ပြီးဓာတ်ပုံရိုက်ပြီးလိုင်းပေါ်တင်ထားတယ်အဲ့တော့ရေးရတယ် ဟိုဘက်ကိုလိန်မော်ချန်ကြော်လို့မရဘူးဟိုကောင်နေရှိနေတယ်ဘယ်လိုလုပ်ကြမလဲကိုကပြဿနာရှာကြမလို့ဘူးကိုမန်နေအလိုလိုအဲ့ပြဿနာတွေကျူးလွန်တိုင်းကျူးလွန်တာသူရဲ့အလျောက်ဒါကိုတိုင်ကြမလို့တော့ဘူးလေကားဖမ်းမလားတက်တန်းလွန်နေတယ်ဘာကြောင့်တက်တန်းလွန်တာလဲဒီနေ့ဒီရက်မှာဒီကောင်ကဒီလိုတင်ထားတယ်ရော့တပါကြီးအဲ့အတွက်သွားလို့မရဘူးဖမ်းရင်ဖမ်း ိုတွေ့ဥပမာအနိစ္စဆုံးဖေးနေတာအခုတက်ပြီလေပြဿနာအိုက်ကားတက်တန်းလွန်နေပြီစစ်စေးခိတ်တရားလည်းအခုပြောနေပြီဒီကားကတက်တန်းလွန်နေပြီဟုတ်တယ်ကျွန်တော်တို့ကတက်တန်းသွတ်တိုးခြင်းနဲ့ဒါပေမဲ့ကားဒီကောင်ဒီလိုတင်လာလို့ဟောဒီမှာခမားတို့လည်းတိုင်သတင်းပို့ထားတယ်ရဲပါလဲသွားအမှုဖွင့်တယ်ဒါပေမဲ့66နဲ့ပဲဖွင့်ပေးတဲ့အတွက်ကားအတွက်ဘာမှအခုခံမရလို့ကျွန်တော်တို့မဖွင့်တာဘူးဒါဟာ အဲ့လို live တင်ထားတဲ့ကောင်ကိုခမားတို့အေးယူရင်ယူရင်ယူမယူရင်နေအဲ့ဒီဖြစ်စဉ်ဒီအိုက်ကားတက်တန်ဘတော်မှဝတ်တော်မဖြစ်တော့ဘူးဖြစ်စဉ်သေးကြဖို့လို့ဒါဥပပေးလိုက်တာကိုကကိုခေါင်းရှင်းချက်ပြီးစဉ်းစားတော့သောသားတွေကလိတ်လို့ကိုဘက်ကိုရက်ပြီးတော့ဒီပြဿနာကို live ပေါ်မှာပြောနေတာမဟုတ်ဘူးကဲသောသားနိုင်ဘူးတဲ့အဲ့သူတို့ဘက်ကလုံပြအောင် အာပောက်ခွဲ၃နဲ့ဝရမ်းထုတ်ထားတယ်တဲ့ဟုတ်ပြီပောက်ခွဲ၃ဆိုတာကလက်နက်ဥပဒေအရနိုင်ငံတော်ပုံပန်မှုပဲဂျပန်တိုက်ပွဲဥပဒေနဲ့လည်းညှိစောနေအာမခံမရတဲ့ပုံမှာကိုပိုင်ခံဝန်ဆိုဝဲဖြစ်တာနဲ့ဝရမ်းမပါပဲနဲ့သူရဲ့အဆင်ရှိတဲ့ရဲရောအရသားရောချိန်မွေးဖမ်းပြီးတော့နောက်မှတရားစွဲဆိုခွင့်ပြုမိတ်တင်အားမှာအဘလုံးမဖမ်းတာလဲ ခင်းဖြစ်တဲ့နေရာကိုဘာကြောင့်ချိန်မပိတ်တာလဲဘာကြောင့်ရှာဖွေပုံစံနဲ့မသိနာတာလဲဘာမိုင်းခွဲပါတယ်လို့တိကျဘာကြောင့်ဒီနေ့အထိမတင်ပြတာလဲအဲ့ဒီဝရဏရောဗမာလဲသုသားနေရာဖုံးနေတာလဲမဟုတ်ဘူးဝရဏတိပြလို့မရအောင်ဖပြေးနေတာလဲမဟုတ်ဘူးဒီနေ့မြန်မာနိုင်ငံရတ္တဖွဲ့နဲ့ဒီနေ့တပ်ပတော်နဲ့အတူဒီနေ့တနက်ကင်ပြီးတော့တူတူတာဝန်တစ်ခုကိုထမ်းဆောင်နေတယ်အရက်ဖက်လဲအရက်ဖက်တာဝန် ဖွဲ့စည်းလဲဖွဲ့စည်းတာဝန်တပ်မတော်လဲတပ်မတော်တာဝန်ရဲလဲရဲတာဝန်အဲ့လူကဘလို့လောက်ပြီးတော့ဝရမ်းပြဖြစ်ပါဒီမှုကတေးကြလားပြီးတော့စိုးသားနိုင်ရဲ့ပိုင်ဆိုင်မှုတွေကို2023ငါးလပိုင်း6ရက်နေ့မှာကြိုက်တော်ခရိုင်တရားသူကြီးအမိတ်နဲ့ကုန်လုံးသိမ်းထားတယ်တဲ့အာရီအရာဆိုင်ကယ်ပျောက်သွားတယ်ရဲမှမှုသွားဖွင့်တယ်အဲ့စကမ်းမှာပဲတောက်သွန်းစကမ်းမှာပဲ ချိတ်ပိတ်ထားတဲ့အိမ်ကဆိုင်ကယ်ပျောက်တာကိုသုံးသားနိုင်မိသားစုကအမှုသားဖွင့်တော့ရဲကဘုရုဖမ်းရမှာလေချိတ်ပိတ်ထားတဲ့အိမ်မှာဝင်နေတဲ့သုံးသားနိုင်မိသားစုကိုဖမ်းရမှာလေဘူအဲ့လိုဖမ်းလို့မရဘူးအဲ့ဒီအမှုကိုဆိုင်ကယ်ပျောက်မှုနဲ့အမှုဝင်မရတယ်ပ25နော်ပ25 2024ရာစုကြီးရသကြီးဥပဒေပေါ်မှာ380တရလိုမိုးဆက်နိုင်ဆိုင်ကယ်ပြောက်မှုတောင်သွင်းရဲစခန်းမှာမှုဖွင့်လာတယ် 今现在看，现在吃是吧？没有一大一段难不累哦，买菜不累哦。啊，高楼堆那里，我的，这里鸦片，今现在吃。啊，你沃人呢？吃白茶呢？哎嘛，地皮问主，外面比山更漂亮。白茶看，偷来的了，爱偷多少白茶呗？但是没偷多少白茶嘛，不多回来。啊，你吃白茶呢？哎嘛。 ချင်း88နဲ့သုံးသန်းနိုင်ရဲ့ပိုင်ဆိုင်မှုတွေနိုင်ငံတော်ကတိန်းထားတဲ့အိမ်မှာနိုင်ငံတော်ကတိန်းထားတဲ့အိမ်မှာသုံးသန်းနိုင်ပိုင်နဲ့ဆိုင်ကယ်ပျောက်တယ်အဲ့ဒီစခန်းမှာပြန်ပြီးအမှုဖွင့်တယ်အေးအဲ့ဒါကိုမှန်ဖို့ပဲလိုတယ်ကိုမှန်ဖို့ပဲလိုတယ်ဒါဒါရှင်းရှင်းလင်းလင်းဒီနေ့ပြောမယ့်အချိန်ရောက်လာလို့ပြောပြတယ် ဲ့တော့ line ပေါ်တက်ပြီးတော့ကျွန်တော်ကပြည်သူ့ဘက်တော်သားပါကျွန်တော်ကအမျိုးသားရေးဘယ်ဖွဲ့ရပါ တိုက်ပုံအမဲကြီးတွေဝတ်ပုံသဏ္ဍာန်မျိုးမျိုးနဲ့သူများကိစ္စတွေကိုနော်ဟာဘယ်မှုကိုတော့ကျွန်တော်ကဘယ်လိုလုပ်ပါမလဲလုပ်လို့ရတယ်ရှင်းနေတော်မှရှင်းနေ license ရှိမှအမှုလိုက်လို့ရတယ်နော်ကျင်းတဲ့ license ရှိရင်အမှုလိုက်လို့ရတယ် သတင်းမီဒီယာအနေနဲ့ live ပေါ်မှာလူတယောက်ចောင်းကိုတင်တော့မယ်ဆိုရင်သတင်းမီဒီယာတရားဝင်ဟုတ်လားတရားဝင်ဟုတ်ခဲ့ရင်ရောမီဒီယာကျင့်ဖို့ရစည်းကမ်းဥပဒေရညင်ညွတ်လားတာမန်ပြည်သူတယောက်အနေနဲ့ဘုဒ္ဓကိစ္စကိုဖြစ်ဖြစ်အမှုပွဲစားအနေနဲ့သောဘုတ်စေတနာရှင်အနေနဲ့ကိုကြီးပေးလို့ရတယ်ရတယ်တိုင်ပေးလို့ရတယ်တိုင်တိုင်ပဲ live ပေါ်တင်ခွင့်မရှိဘူး လိုင်းပေါ်တင်ခွင့်မရှိဘူးအဲ့တော့တစ်ကနေဖြစ်ကျွန်တော်ကပြည်သူဘက်တော်သားပါသိုးသားနိုင်ရဘဒုကိုပဒိန်ချင်းပါတဲ့တေချာလို့လားအဲ့ဒါနိုင်ငံတော်တိုင်ထားပြီးပြီအင်တာဗျူးတွေလုပ်လိုင်းပေါ်တင်တယ်သိုးသားနိုင်ပဒိန်ချင်းတော့မှသိုးသားနိုင်ပဒိန်မှုဟာမဒိန်မှုပဲလိုင်းပေါ်တင်တဲ့ကောင်ဟာလိုင်းပေါ်တင်ခွင့်ရှိလားအမှုလိုက်ခွင့်ရှိသလားဖြန့်ဝေခွင့်ရှိသလားသူကိစ္စသူသွားမှာ အားကြောင့်စောင့်ကြောင်းခံပြီးတက်မရှင်းဘူး66နဲ့အမှုဖွင့်တယ်โอเคဘယ်လိုပြောပြီး66ဖြစ်တာလဲဟာ66နဲ့ဝရမ်းထုတ်လိုက်ပြီဘာဝရမ်းโอเคရတယ်ရဲလှုပ်ထုံလှုပ်နီးအရာဆက်သွယ်ရေးဝန်ကြီးဌာနကိုတရားစွဲဆိုခွင့်ပြုမိတ်တင်တော့တရားလိုတရားခန့်နှစ်ဖက်ဆစ်ဆေးပြီးပြီလား တရားစွဲဆိုခွင့်ပြုမိတ်ဘလို့ကြောက်ကြတာလဲအဲ့ဒီတရားစွဲဆိုခွင့်ပြုမိတ်နဲ့ဥပဒေရရှိအောင်ဒီမှုကိုခွင့်ပြုလိုက်ပြီလားအများကြီးရှိတယ်ဥပဒေမှာဒီနေ့ဒီနိုင်ငံမှာအုပ်ချုပ်မှုကင်းလွတ်နေတယ်လို့ပြောမဲ့နေရာတွေလည်းရှိတယ်အခုရှိနေပြီအုပ်ချုပ်မှုတည်ဆဲဆိုရတည်ဆဲဥပဒေအာဏာတည်နေတဲ့နေရာတွေရှိတယ်အာဏာတည်တဲ့နေရာမှာအဲ့ဒီဥပဒေဟာအဲ့တိုင်းပဲသွားနေတယ်ကြော်လုံးလို့မရဘူး ဥပဒေတက်ဘယ်သူမှမရှိဘူးပြောချင်အဲ့ဒါကိုနားလဲပါပြောဥဇော်ဘောရေးကိစ္စကိုပဲပြန်ောက်ပြီးပြောမယ်လိုအားလို့သူကိစ္စအတွက်စာဖာပဲဖြစ်ဖြစ်တပ်ပရဝါဖြစ်ဖြစ်ရဲဖြစ်ဖြစ်သူတို့လှုပ်သူတို့လှုပ်နေတဲ့အချိန်မှာသတင်းကြိုတင်ခွင့်နေမရှိဘူးနော်မရှိဘူးတရားရုံးရောက်နေတဲ့အမှုတော်မှာ သတင်းတင်မယ်ဆိုရင်အဲ့ဒီအမှုရဲ့အတိတ်နဲ့အနှစ်သာရအသွာလာတွေထိခိုက်မဲ့တရားရုံးကမဆောင်ရွက်ရတဲ့ကိစ္စတွေကိုဘယ်မီဒီယာမှရေးသားဖြန့်ဝေခွင့်မရှိဘူးလို့ရင်တရားရုံးမထီမဲ့မြင်သူများဥပဒေဥပဒေပြောနေပြီးတော့ကိုယ်တွေတင်နေတာတွေကဒါမြန်မာနိုင်ငံအစိုးရရဲ့လှုပ်ဆောင်နေစေကာလဘာမှမသိသေးဘူး ။နော်။ဘာမှလည်းမသိသေးဘူး။ဘာမှုမှလည်းမသိသေးဘူး။ဘာမှမသိတာကြီးကိုကြုံပြီးလိုင်းပေါ်တင်နေရတယ်။ဟိုမှုဒီမှုဘာဖြစ်သွားနိုင်လဲ။ဘ누구တွေဘာဖန်ခံနိုင်လဲ။တရားရုံးဆိုရင်တောင်မှတရားရုံးရဲ့အမှုတွေကိုတရားသူကြီးခွင့်ပြုချက်နဲ့ဘယ်ဆင့်တင်လို့ရတယ်ဆိုတာကိုတရားဝင်မီဒီယာကအဲ့ဒါပဲတင်လို့ရတယ်။အဲ့ဒါပဲရေးသားပြန်ဝေခွင့်ရှိတယ်။ကြိုတင်ပြီးတော့အမှုကဘာဖြစ်သွားနိုင်လဲ။ ဘယ်သူကဘာဖြစ်နိုင်တယ်တင်ခွင့်မရှိဘူးတင်တရားရုံးမထင်ပဲပြန်ခုဟာကြီးကတကက်ကိုစက်တည်မရှိတော့ဘူးစက်ချွက်ကိုညံ့ရနေတယ်အဖန်ခါရဘယ်လိုပုံမှဘာနဲ့ဖမ်းတယ်ချောက်ပြောနေဖမ်းခါရဟုတ်လို့လားဘာကိစ္စလဲကိုသိလို့လားခြားကိစ္စတွေကိုလုံးလားကိုကဘယ်လောက်လက်လမ်းမိလဲ အေးကိုဘကိုချိတ်ချိတ်ချိတ်နဲ့ဖြစ်သွားရင်တော့ဒိုးဆောက်လို့လည်းမဟုတ်ဘူးပြောကြလဲအကြောင်းမရှိဘူးခုဟာမဘုဒ္ဓပဲထွက်ပြေးရတော့မလို့လို့ဟိုစော်ဘုံနဲ့ပတ်သက်ပြီးတဲ့ကျော်စိုးဦးတို့ဆရာကိုမုတ်စိတ်တို့အကြံတဲ့လူတွေပါရောပြီးပူးတတ်နေတဲ့ဖမ်းတော့မလို့လို့ဖမ်းခါတော့မလို့လို့အဘယ်ကောင်းတင်လားနိုင်ငံတော်သတင်းထုတ်ပြန်ရေးဖွဲ့ရှိတယ် ပြန်ရေးဖွဲ့ရနေပြီးတော့ဒီလူရဲ့အတိုင်းတာနဲ့သူကျူးလွန်လိုက်တဲ့အမှုတွေဟာတမ်းပြီးတော့တင်လို့မရအောင်ဥပါကုတို့ဒီဇေယတော်တို့ဂျင်မီတို့ငါခင်ကျော်တို့ဖမ်းမိသွားတယ်အဲလိုဖမ်းထားတဲ့ကာလမှာဘယ်သူမှသတင်းလည်းမတင်ဘူးတင်လို့လည်းမရဘူးတင်လို့လည်းမရဘူးလိုက်ဖို့ရှောက်တင်လို့လည်းမရဘူး အဲ့တို့စီစစ်ပြီးတဲ့အချိန်မှာပြည်သူကိုချပြတဲ့အချိန်မှာတို့ချပြရတယ်ရဲတပ်ဖွဲ့မှာလည်းသူ့ဟာသူသူကိစ္စသူ့လုပ်ငန်းစဉ်ရှိတယ်ဘယ်အချိန်မှာသတင်းချပြတဲ့လဲလူအဲ့သူ့ဟာကိုလုပ်တယ်အဲနိုင်ငံတော်ပြန်ချားရေးဘက်ကလည်းနောက်တပ်မတော်သတင်းမှန်ပြန်ချားရေးအခုနာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ပြည်သူကိုချပြတဲ့အခါမှာချပြလိုက်တယ်ခုတ်ဆောက်လို့မဟုတ်ဘူး ခေါ်ဆောင်လို့မဟုတ်ဘူးအေးဇော်ဘိုးရဲ့မိမစိတ်ပူလို့လိုင်းပေါ်တင်တယ်ဆိုခွင့်လွတ်လို့ရတယ်အော်သူယောက်ျားဘာဖြစ်မှမသိလို့ဇော်ဘိုးရဲ့အဖေကစိတ်ပူလို့ဒါတော်မှမင်းများစုံစမ်းဆောင်ရဆောင်ရလိုင်းပေါ်တင်လို့မရဘူးခုဟာမင်းတို့ဟာတွေကဘာမှလည်းမသိသေးဘူးဘာဖြစ်တာမှလည်းမသိသေးဘူး ဘာမှလည်းမသိဘာဖြစ်တာမှလည်းမသိပဲနဲ့မင်းတို့ကတခါရဲကိုရေးချင်တာတွေရေးပြောချင်တာတွေပြောပြီးလိုင်းပေါ်မှာဟာလုံနေရတာအာမင်းတို့စောက်လို့လားလူကကိုလောက်ကိုလောက်ကြကွာစောက်လို့ရှုပ်တယ်အဲ့တော့ဒီနေ့ဘာကြောင့်လိုင်းပေါ်တက်ပြောလဲဆိုရင်တိချက်နိုင်ငံတော်ရဲ့အဓိကကိစ္စကြီးတစ်ခုမှာကျော်စိုးဦးရဲ့သစင်ဦးရဲ့ဇော်ဖုံးရဲ့ အာတစ်တော့မှာတွေးနေတယ်သူတို့တိုင်းမူကဖိတ်ပါတယ်အဲဒီနေဝန်ကြီးချုပ်ကဘလို့အဲခံပါတယ်အဲ့လိုရှောက်ပြောတာရှိတယ်ဒါမကြသေးခင်ကငားလာပါရဲ့ငားလာပါရဲ့အဲ့ဖြစ်စဉ်ရှိထားပါရဲ့နဲ့6လပိုင်းမှာအခုဒါတွေထွက်လာတယ်တစ်ချက်အဲ့ဒါကိုစိုးသားနိုင်ပြောတယ်နော်ဘယ်သူမှအပြစ်ပြောကြမလို့ဘယ်လိုတင်နေတဲ့ကောင်တွေအပြစ် လုံးဝနော်ဒါကြီးကသေးသေးလေးမဟုတ်ဘူးတို့အနေနဲ့ဟောကြားနေဟောပြည်သူဟောတပတ်အုပ်စုဟောဘလို့နေထင်ကုန်မယ်အကွာမင်းစစ်တပ်ဆိုတာကြည့်မလားဟိုနေရာကြီးကျတော့တို့သုံးလိုက်ပြီးတော့ခြားကျွေးပြီးအခုကျတော့ဖမ်းတယ်ဖြစ်လာအောင်ပါပဲအဲ့လိုမဟုတ်ဘူးလွဲနေတယ်တော်တော်လွဲနေတယ်နောက်တစ်ခုထပ်ပြောမယ်ဘာမှမသိသေးပဲနဲ့နော်သူဥပဒေရရှိရှိတယ်ရဲရှိတယ် တပ်ပတော်ရှိတယ်သတင်းထုတ်ပြန်ရေးရှိတယ်ဟိုလက်နက်မှုလားကားဝတ်တောက်လားဘာလားညာလားဘာမှကိုမပါမသေးဘူးအဲ့ဒါကိုမင်းတို့ကကြိုပြီးလိုက်ရှောက်လို့အေးလူတိုင်းကတော့ထမင်းစားပြီးကြီးကြတာပဲအော် Facebook ဆိုတာကကိစ္စတစ်ခုဖြစ်လာရင်90ရာခိုင်နှုန်းကစောက်ပူတွေဆိုတာကိုသိတဲ့လူကနဲတယ်ဒီ Facebook ကြီးကိုဒီ live ပေါ်မှာတဘောထင်ပြီးအသက်ပေးတဲ့လူတွေ ဘဝမှာပုံအပ်တဲ့သူတွေဘဝပြတ်တဲ့သူတွေထောင်ကျသွားတဲ့သူတွေသေသွားတဲ့သူတွေအဲ့လိုကြီးဖြစ်နေတဲ့ဒီကာလကြီးမှာဒီလိုင်းပေါ်ကနေစောက်ရမ်းစောက်ရမ်းနေကိုထင်တာတွေပြောကိုထင်တာတွေတင်းကိုလှုပ်ချင်တာတွေရှောင်းလုံးနေတာဒါဒါကိုရက်တန်းကရက်ကြဖို့တော့လွားပြီမရရင်လဲတာဝန်ရှိအဖွဲ့စည်းတွေကအဲ့ဒီကိစ္စနဲ့ပတ်သက်လာရင် ပြင်းပြင်းထန်ထန်တားမြစ်ပေးပါ ကျွန်တော်မျက်စိလဲတယ်အဝေးရဘာဖြစ်မှမသိဘူးဘာဘူးတို့ပဲထွက်ပြေးရတော့မလို့လို့ကြာမုတ်စိတ်ပဲပြေးရတော့မလို့လို့ကြော်စုံးပဲဖန်းကားတော့မလို့လို့အဲ့လိုရှောက်မလို့ပါလေလောက်တာကိုလည်းနိုင်ငံတော်အနေနဲ့တားမြစ်ပါလက်မခံပါနဲ့နော်ဘ누구ဘ누구ပေါ်မှာဟိုဘက်ကိုလည်းမဟုတ်တာတွေတင်မြင်မလွဲကြည့်